အမေရိကန်စစ်တပ်ကစစ်သားတွေတယ်ဆောင်ရမယ့်ကြည်စံပမာဏကိုသူတို့ရဲ့ကိုယ်လေးချင်ရဲ့30ရာခိုင်နှုန်းအထိလျှော့ချဖို့ဆုံးဖြတ်လိုက်ပါပြီ။ဒါပေမဲ့ဘာကြောင့်ဒီလိုလုပ်လဲ။အကြောင်းပြချက်ကောင်းနေရှိပါတယ်။1980နှစ်လွန်တွေကတည်းကအမေရိကန်ရဲ့တိုက်ခိုက်ရေးတပ်နဲ့တွေအတွက်စံသတ်မှတ်ထားတဲ့မဂဇင်းတစ်ခုမှာကြည်စံ30ပါဝင်ပါတယ်။ဒါပေမဲ့အခုအစ်စ်ထုတ်လုပ်လိုက်တဲ့ M7 နဲ့ M250 တပ်နဲ့တွေမှာတော့မဂဇင်းတစ်ခုကိုကြည်စံ20ပဲပါလာပါတယ်။ ါကမဂ္ဂဇင်းတစ်ခုမှာပါတဲ့ကြည်စံပမာဏကို3ပုံ2ပုံလောက်ရှော့ချလိုက်တာပါပဲဒီတော့ဘာကြောင့်ဒီလိုပြောင်းလဲလာတာလဲဒုတိယကမ္ဘာစစ်အပြီးကာလမှာစံမဂ္ဂဇင်းအရွယ်အစားက20ကြည်စံပါဝင်ပါတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ဒီစနစ်ကိုဆွန့်လွတ်ခဲ့ကြပြီး1982လုံဒီမှာတော့နေတိုးထုတ်တဲ့အများစုကကြည်စံ30ပါတဲ့မဂ္ဂဇင်းတွေကိုပြောင်းလဲအသုံးပြုလာကြပါတယ်အကြောင်းကတော့ စစ်သားတွေကတလက်ကိုအလိုလျောက် fire မှုထားပြီးကြည်စံ20လုံးလုံးကိုတခါတည်းပစ်လိုက်တတ်ကြလို့ပါပြီးရင်နောက်မကစဲအတတခုကိုပြန်လဲဖြည့်တင်းရပါတယ်ဒီလိုလုပ်နေချိန်မှာသူတို့ဟာတလက်ပစ်ဖို့မတတ်နိုင်တော့ပါဘူးအတွေ့အကြုံရှိတဲ့စစ်သားတယောက်ကမဂဇင်းကိုမြန်မြန်ဆန်ဆန်လဲလှယ်နိုင်ပေမဲ့ဒီလိုအချိန်နှိုင်းငယ်ဟာတလက်ပစ်ပွဲတစ်ခုမှာအရေးပါနိုင်ပါတယ်ဒါကြောင့် American ရဲ့အထူးကတိုက်ခိုက်ရေးတနက် M16 အတွက်ကြီးစံ30ပါတဲ့မဂဇင်းကိုပြောင်းလဲအသုံးပြုဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ 9.56 mm M16 ကြည်တံကိုအနောက်တိုင်းတနက်ထုတ်လုပ်သူတွေကတဖြည်းဖြည်းချင်းအသုံးပြုလာကြပြီး1980မှာနေတိုးဖွဲ့ဝင်နိုင်ငံတွေကဒီကြည်တံကိုစံကြည်တံအဖြစ်လက်ခံကျင့်သုံးခဲ့ကြပါတယ်။ရုရှားရဲ့ AK47 တနက်မှာတော့ကြည်စံ30ပါတဲ့မဂဇင်းတက်ဆင်ထားပါတယ်။မူလကဆိုဗီယက်တွေကဒီတနက်ကိုကြည်စံ25လုံးပါတဲ့မဂဇင်းနဲ့ထုတ်လုပ်ခဲ့ပေမဲ့9.62 mm 39ကြည်စံရဲ့ပြဿနာကြောင့် ပြဿနာတွေတက်ခဲ့ပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့သူတို့တွေကိုွေးညွှတ်နေတဲ့မဂ္ဂဇင်းပုံစံကိုအသုံးပြုခဲ့ကြတယ်။ဒီလိုလှုပ်ခြင်းအဖြစ်ကြည်စံ၅လုံးအပိုထပ်ထည့်လို့ရသွားတာပေါ့။အဲဒီကနေကြည်စံ30ပါတဲ့မဂ္ဂဇင်းတွေဟာကဘာတဝမ်းမှာစံအနေနဲ့သတ်မှတ်ခံလာရတာပါ။ဒါပေမဲ့ဘာကြောင့်30လုံးပဲထည့်တာလဲ။40ဒါမှမဟုတ်90လုံးလောက်ထည့်လို့မရဘူးလားတကယ်တော့40 50နဲ့60လုံးအထိပါပါတဲ့မဂ္ဂဇင်းတွေလည်းရှိနေပါတယ် ကြည်စံတဲ့မဂ္ဂဇင်းအကြောင်းပြောရရင်အများဆုံးထည့်ဖို့ကြိုးစားတာကအမြဲတမ်းအဆင်ပြေတယ်လို့မဆိုနိုင်ပါဘူးတကယ်တော့မဂ္ဂဇင်းကြီးလေးလေးပြဿနာများလေးလေးပါပဲအဓိကပြဿနာကယူပဗေဒနဲ့အဆိုင်ပါတယ်မဂ္ဂဇင်းထဲမှာကြည်စံတွေကို separate တစ်ခုနဲ့ချိတ်ဆက်ထားပါတယ်မဂ္ဂဇင်းတွေကိုကြည်စံများများထည့်လေးလေး separate ကပို့ပြီးအားဆိုင်ရလေးလေးပါဤပညာတိုးတက်မှုတွေနဲ့အတူပို့အားကောင်းတဲ့ separate တွေထုတ်လုပ်နိုင်လာပြီမဲ့ဒီပြဿနာကရှိနေသေးပါပဲ ောက်ဆုံးမှာတော့ကြည်စံတွေအများကြီးပါတဲ့မဂ္ဂဇင်းတစ်ခုဟာချို့ယွင်းသွားမှာပါ။ဒါမှမဟုတ်ပျက်စီးသွားမယ်။စစ်မြေတွေမှာဆိုဒါကသိပ်မကောင်းတဲ့အရာပါ။နောက်ထပ်စဉ်းစားချက်တစ်ခုကမဂ္ဂဇင်းရဲ့အရွယ်စားပါ။စစ်မြေပြင်ခြေနေမျိုးစုံမှာစစ်သားတွေဟာမြေပြင်ပေါ်လှဲနေရတာတနက်ကိုမြေပြင်ပေါ်မှာချထားရတာမျိုးတွေရှိပါတယ်။မဂ္ဂဇင်းတွေကိုကြည်စံများများထည့်နေလေမဂ္ဂဇင်းရဲ့အလျားကပိုရှည်လာလေလေပါပဲ။ ဒါပေမဲ့ရှေ့လျားတဲ့မဂ္ဂဇင်းတွေဟာစစ်သားတွေရဲ့တနက်ကိုထိထိရောက်ရောက်အသုံးပြနိုင်သံကိုထိခိုက်စေနိုင်ပါတယ်။အထူးသဖြင့်လှဲပစ်ပစ်နေရတဲ့အခြေအနေမျိုးမှာပေါ့။မဂ္ဂဇင်းဟာတနက်ရဲ့အောက်ဘက်ကိုထိုးထွက်နေတဲ့တခြားအစိပ်ပိုင်းတွေလောက်တူတောင်းရမယ်။ဒါမှမဟုတ်ထူရမယ်။မဟုတ်ရင်တနက်ကိုမြေပြင်ပေါ်မှာကင်ပစ်ဖို့ခက်လာပါမယ်။ဒါအပြင်စစ်မြေပြင်မှာမဂ္ဂဇင်းတွေဟာတခြားပစ္စည်းတွေထက်ပိုပျက်စီးလွယ်တယ်။အကြောင်းကစစ်သားတွေကမကြာခဏထိုင်နေရတွားတွားနေရလို့ပါ။ ဒီလိုနဲ့ရင်မဂ္ဂဇင်းကပုံးမိထိမိညစ်ပတ်ဖို့လွယ်တယ်။မဂ္ဂဇင်းတုံလေးလေးဒီလိုပျက်စီးမှုတွေနည်းလေလေပါ။ဒါကြောင့်မဂ္ဂဇင်းထုတ်လုပ်သူတွေဟာအလျားနဲ့ပမာဏကြာမြတ်မြတ်တတဖြစ်အောင်လုပ်ရပါတယ်။အခုတော့ Quad မဂ္ဂဇင်းဒါမှမဟုတ် Casket မဂ္ဂဇင်းလို့ခေါ်တဲ့အဆင်ပြေတဲ့နည်းလမ်းတစ်ခုပေါ်လာပါပြီ။ဥပမာ AR 15အတွက်40-60ကြည်တန်ပါတဲ့ဒီမဂ္ဂဇင်းမျိုးတွေဟာကြည်တန်တန်းနှစ်တန်း၊သုံးတန်းဘေးကျင်းရှင်ထားပါတယ်။ကြည်တန်30မဂ္ဂဇင်းလောက်ပဲအလျားရှိပေမဲ့ အနံ့က2ဆ3ဆလောက်ရှိမယ်။ဒါဟာအဆင်ပြေတဲ့ဖြည့်ရှင်းလေးဆိုပေမဲ့ပြဿနာတွေလည်းရှိပါတယ်။ပထမပြဿနာကရှုပ်ထွေးမှုပါ။ကွက်မဂဇင်းတွေမှာအစိပ်ပိုင်းတွေပိုများလို့ပိုပြီးပြဿနာဖြစ်နိုင်ခြင်းများပါတယ်။ဒါကြောင့်တာမန်30ကြီးတဲ့မဂဇင်းတွေထက်စိတ်မချရဘူး။ဒုတိယပြဿနာကအလေးချိန်ပါ။ဒါကလည်းအခု30ကြီးတဲ့ကနေ20ပဲတည်ဖို့လုပ်နေရတဲ့အဓိကအကြောင်းရင်းတစ်ခုပါ။ တကယ်တော့စစ်သားတွေကတနက်နဲ့ကြည်စံအပြင်အကာအကွယ်ဝတ်စုံလက်ပစ်ဘုံအစားအစာရေမိုးကာအင်ဂျီအိတ်ဆက်ဖို့ပစ္စည်းကိုပိုင်ပစ္စည်းဓာမီညာကြည့်မှန်ဘလူးကျမ်းမာရေးအိတ်စားလာတွေနဲ့အတော်လေးလေးနေပြီးသားပါဒီလေးချိန်တွေကြောင့်စစ်သားတွေရဲ့ရွေရှားနိုင်စွမ်းနဲ့မျက်နှုံးကိုထိခိုက်စေနိုင်တယ်ဒါကြောင့်မဂ္ဂဇင်းတွေကိုပို့ပော့အောင်ပို့တိုအောင်လုပ်ဖို့ကြိုးစားနေကြတာပါဒီပစ္စည်းတွေအများစုကိုအလုပ်လုပ်ဖို့ဘက်ထရီလည်းလိုအပ်ပါသေးတယ် ဒါအပြင်တပ်ငယ်နဲ့တပ်ဖွဲ့တွေလက်နက်တွေဖြစ်တဲ့မော်တာကြီးတွေ84 mm rocket တွေတပ်ငယ်ရဲ့ M249 စက်တနက်အတွက်ကြီးကျူးတွေ ANPRC 117 radio အတွက်မြန်မြန်ကုန်တက်တဲ့ battery တွေကိုလည်းတယောက်ယောက်ကပေးရမှာပါဒီတယောက်ယောက်ဆိုတာကပစ္စည်းတွေနဲ့အရင်ကလေးကဖိစီးနေတဲ့စစ်သားပါပဲဒါကြောင့်လည်းစစ်သားတွေကိုဖိဖိစီးစီးအလုပ်လုပ်ရသူတွေ Grants လို့ချစ်စနိုးခေါ်ကြတာပေါ့ တကယ်တော့ဒုတိယကမ္ဘာစစ်စကတည်းကစစ်သားတယောက်ရဲ့တယ်ဆောင်ရတဲ့အလေးချိန်ဟာနှစ်ဆနီးပါးတိုးလာပြီးမြဲပစ္စည်းတွေအများကြီးတည်ရတဲ့စစ်သားဆိုတာအခုမှပေါ်တဲ့အရာမဟုတ်ပါဘူး BC 109မှာ Roman ပူဇော်ကြီး Garius Marius ကသူ့စစ်သားတွေကိုသူတို့ရဲ့ပစ္စည်းတွေကိုကိုယ်တိုင်တည်ခိုင်းခဲ့တယ်အကြောင်းကသူ့တက်ရဲ့နောက်မှာလိုက်နေတဲ့ထောက်ပံ့ရေးကားတွေဟာတက်တွေရွေးရှားမှုကိုအရန်နှိမ့်ပွေးစေလိုပါ Roman စစ်သားတွေဟာနှစ်ပတ်စာရှိတဲ့အစားအစာ၊ဝါချင်းတောင်းကော်ပြား၊ရေအိတ် ကောက်ရိတ်တာပေါက်ပြားတူတွေပြင်လက်နက်တန်ချက်ကနဲ့ဒိုင်းတွေကိုပါသေးရတယ်။ဒီ legendary တွေဟာတနေ့ကို20မိုင်လောက်ခြိတက်ရပြီး80ပေါင်လေးရဲ့ပစ္စည်းတွေနဲ့တူ Marius Yes ပိုက်ကွန်တွေဆိုတဲ့အမည်နဲ့လူသိများခဲ့ပါတယ်။အလဲခေရောက်တဲ့အခါမှာလည်းအခြေအနေသိပ်မကောင်းသေးပါဘူး။ပေါင်64လေးတဲ့တန်ချက်ကဝစ်စုံဒါလှန်တန်ပုတ်တုံနဲ့တခြားလက်လက်တွေနဲ့မြင်းပေါ်တက်ဖို့ကြိုးစားရတဲ့သူရဲကောင်းတယောက်ရဲ့ဘဝကိုစဉ်းစားကြည့်ပါ။ ။နေရဲဘွားကလည်းမလွယ်ပါဘူး။ပနက်တွေပေါ်လာပြီးတန်ချက်ကာတွေကိုဖောက်ထွင်းနိုင်တဲ့အခါမှာတော့ဒီလေးလံတဲ့တန်ချက်ကာတွေပျောက်ကွယ်သွားပါတယ်။ဒါပေမဲ့တန်ချက်ကာဝေးရတဲ့ဒဏ်ကိုတနက်ကြည်တန်တွေတည်ရတဲ့ဒဏ်ကအစားထိုးလိုက်ပါတယ်။ American ပြည်ရင်းစစ်မှာဆိုရင်ပုံမှန်စစ်သားတယောက်ဟာ၁၀ပေါင်လေးတဲ့တနက်ပါဝင်60ပေါင်လောက်လေးတဲ့ပစ္စည်းတွေကိုတည်ဆောင်ရပါတယ်။ဒုတိယကမ္ဘာစစ်ရောက်တဲ့အခါမှာတော့ American စစ်သားတယောက်ဟာပစ္စည်းကရိယာ85ပေါင်အထိတည်ဆောင်ရနိုင်ပါတယ်။ 1944ခုနှစ်ဒီဒေးစစ်စင်မှာဒံယာရစစ်သားများသွားရေနှစ်တေဆုံးရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။ခေမီနည်းပညာတွေဖြစ်တဲ့ပေါ်ပါတဲ့အဆင့်မြင့်ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ exoskeleton တွေပေါ်လာတာနဲ့မျှစစ်သားတွေရဲ့ဝင်တော့ဝင်ပို့ရော့ကျလာမယ်လို့ထင်စရာရှိပေမဲ့တကယ်တော့ဒီအစ်စ်တွေကအခြေအနေကိုပိုဆိုးစေခဲ့ပါတယ်။2016ခုနှစ်မှာ Marine Corps Times သတင်းစာကအားရင်တဲ့ခံနိုင်ရည်အတွက်စံသစ်တစ်ခုကိုဖော်ပြခဲ့ပါတယ်။ ပြန်ပြ Marine Corps တပ်ဖွဲ့မှုတစ်ယောက်ဟာပစ္စည်း152ပောင်ကို9မိုင်กว่าဝေးထိတယ်ဆောင်နိုင်ရမယ်ဆိုတာပါဒီပမာဏဟာ Shay Roman စစ်သားတွေတဲခဲ့ရတဲ့အထက်တစ်ဆကွဲပုံများပြီးဒုတိယကမ္ဘာစစ်က Marine တယောက်တဲရတဲ့အထက်နှစ်ဆပုံများပါတယ်ဒီပမာဏကအလွန်မင်းဖြစ်နေတယ်လို့ထင်ရပေမဲ့တရားဝင်စာရွက်စာရင်းတွေမှာတော့ပစ္စည်းပောင်တရားတယ်ဆောင်ရမယ်လို့ဖော်ပြထားပါတယ်တကယ်လက်တွေ့မှာလည်းခင်မီစစ်သားတယောက်ဟာဒီလောက်ပမာဏကိုတယ်ဆောင်ရပါတယ် Standard Interceptor ကိုခန္ဓာကာဝယ်က20ပေါင်လောက်လေးတယ်။ M4 Carbine တနက်နဲ့ကြည်တံတွေက15ပေါင်ထပ်ပေါင်းထည့်ပါတယ်။အရေးပေါ်ကုသရေးအိတ်နဲ့ညာကြည့်မှန်ဘလူးလို့ကိုဝိုင်းပစ္စည်းတွေနဲ့ဆိုရင်ပေါင်80လောက်ထိရောက်သွားပါပြီ။တန့်ငယ်နဲ့တခွဲအတွက်ပစ္စည်းတွေကိုလည်းထည့်စင်းလာရပါမယ်။60 mm မော်တာကြည်တံက4ပေါင်84 Rocket တစ်ခုကလည်း4ပေါင် M24 line ဆက်တဲ့အတွက်ကြည်ကျိုးတစ်ခုက6ပေါင် ANPRC 117 radio အတွက် battery တစ်ခုက၄ပေါင်အသီးသီးရှိကြပါတယ်။ဒါကြောင့်အားလုံးပေါင်းလိုက်ရင်ပြည်နှံစစ်သားတယောက်ဟာပစ္စည်းပေါင်100လောက်ကိုအလွယ်တကူတည်ဆောင်နေရတာပါ။တကယ်တော့စစ်သားတွေအလုံးမဲဝင်တော့ဝင်ပို့များနေတဲ့ပြဿနာကနှစ်ထောင်ချီကလေးကရှိခဲ့တာပါ။အခုခေတ် American စစ်တပ်ကလည်းအရင်တပ်တွေလိုပဲဒီဝင်တုပ်ကို short ချဖို့နီးလန်းနိုင်ကိုကြိုးစားနေပါဗျ။ American စစ်တပ်ဟာ ကက်ဗလာနဲ့ကာဗွန်ဖိုင်ဘာလို့ပေါ်ပါပြီးအားကောင်းတဲ့ပစ္စည်းတွေနဲ့ပစ္စည်းတွေအလုံးကိုပြုလုပ်ပြီးသားဖြစ်တာကြောင့်စစ်တပ်အတွင်းမှာအပေါ်ဆုံးပစ္စည်းတွေနဲ့ပေါင်တရာတရားတဲ့စစ်သားဆိုတဲ့ဟာသစကားတွေပြန့်နှံ့နေပါတယ်။စစ်သားတွေရဲ့ window short ချဖို့စစ်တပ်စစ်ဆေးနေတဲ့အထူးနယ်ပယ်တစ်ခုကအသေးဆောင်ရတဲ့ကြည်စံပမာဏကို short ချဖို့ပါ။ပုံမှန်အားဖြင့်စစ်သားတယောက်တယ်ဆောင်တဲ့ကြည်စံ30ကြည်စံပါတဲ့မဂဇင်း9ခုဖြစ်ပြီးတစ်ခုကသဏ္ဍထဲထည့်ပြီး6ခုကကိုယ်ပမာတယ်ရပါတယ်။ စုစုပေါင်း230ကြီးစံဖြစ်ပါတယ်။ဒါပေမဲ့စစ်သားအများစုကတိုက်ရိုက်စစ်မြေပြင်ကိုသွားတဲ့အခါမဂ္ဂဇင်း10ခုဒါမှမဟုတ်ပုံများများထည့်ကြပါတယ်။အခြားရွေးချယ်စရာတစ်ခုက90ကြီးစံပါတဲ့ drum မဂ္ဂဇင်းတွေကိုထည့်ဖို့ပါ။ဒါပေမဲ့ drum မဂ္ဂဇင်းတွေမှာသူ့ပြဿနာနဲ့သူရှိပါတယ်။ဒီမဂ္ဂဇင်းတွေကစက်စပိုင်းဆိုင်ရာရှုပ်ထွေးပြီးပြန်ဖြည့်ဖို့အချိန်ကုန်လေပုံမှန်မဂ္ဂဇင်းတွေထပ်ဈေးကြီးပြီးအရွယ်အစားကြီးလို့တည်ရခတ်ပါတယ် ကိုဘမှာ30ကြီးတန်းပါမဂ္ဂဇင်း6ခုတည်တာက90ကြီးတန်းပါမဂ္ဂဇင်း6ခုတည်တာထက်ပိုလွဲပါတယ်။ပြီးတော့ဒီမဂ္ဂဇင်းတွေကကြီးတန်းတွေက spring အားနဲ့မဟုတ်ပဲတခြားရန်လျားနဲ့ထည့်ထားတာကြောင့်စုညံတန်များပါတယ်။ drum magazine တွေကတနက်ရက်လေးချိန်ကိုလည်းတိတိတတ်တာတိုးစီတာကြောင့်စစ်သားတွေရဲ့ window shot ချဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုပြတ်ပြားစေပါတယ်။ဒါကြောင့်အရွယ်အစားအတိုင်းတာဈေးနှုန်းနဲ့ယုံကြည်စိတ်ချရမှုတို့ကြောင့်အကောင်းဆုံးနှိထားတဲ့ 30ကြီးတန်းပါမဂ္ဂဇင်းတွေဟာ10သုနှစ်တွေချီပြီးအသုံးပြုခဲ့ကြတာပါ။ဒါပေမဲ့အခုတော့ဒီကြီးတန်းတွေရဲ့အရွယ်စားပြောင်းလဲလာပါပြီ။ M7 နဲ့ M250 တနက်တွေအတွက် American စစ်တပ်ရဲ့အသစ်7.8 mm 277 Fury ကြီးတန်းဟာအရင်ဆုံး M4 နဲ့ M249 model တွေမှာသုံးတဲ့5.56 mm ကြီးတန်းထက်တိတိတသာကြီးပါတယ်။ ဒါကြောင့် magazine တစ်ခုထဲမှာ5.56 mm ကြည်တန်းတွေထက်နည်းနည်းပဲထည့်လို့ရမယ်။ဒါမှမဟုတ်ကြည်တန်းရေအတွက်အတူတူထည့်ဖို့ magazine ပို့ရှည်ရပါမယ်။အရင်ကဆွေးနွေးခဲ့သလိုပဲ magazine ပို့ရှည်တာကအဆင်မပြေတာကြောင့်စစ်တပ်ကပထမရွေးချယ်မှုကိုရွေးခဲ့တာပါ။30အစားကြည်တန်း20ပဲတည်မယ်ဆိုတဲ့ရွေးချယ်မှုပေါ့။တချို့ကဒီပိုကြီးတဲ့ပိုလေးတဲ့ကြည်တန်းတွေကပိုပြင်းထန်တဲ့ပျက်စီးမှုဖြစ်စေတာမို့ပေါ့တဲ့ကြည်တန်းတွေနဲ့တူအောင်နည်းနည်းပဲလိုတယ်ဆိုတဲ့အချက်မှန်ပေမဲ့ ဒီအခြေအနေကစစ်သားတွေကိုနှစ်ထပ်ကွန်းဒုက္ခပေးနေပါတယ်ပထမတစ်ခုကသူတို့တင်နိုင်တဲ့ကြီးတဲ့ပမာဏ၃ပုံတစ်ပုံလျှော့သွားတာပါ230စား140ပဲရှိတော့မယ်ဒုတိယကဒီအစ်စ်မဂဇင်းတွေက2ပေါင်ကျော်ပို၄နေမြင်ပါတယ်စစ်တမ8 mm ကြီးတဲ့ပါမဂဇင်း9ခုက6တမ8ပေါင်၄ပြီး5.56 mm ကြီးတဲ့တွေက9တမ4ပေါင်ပဲရှိတာပါတချို့ကျွမ်းကျင်သူတွေကစိုးရိမ်နေတာက M7 နဲ့ M250 ရဲ့နည်းပညာအဆင့်မြင့်မှုတွေကစစ်သားတွေရဲ့တပ်ဖြတ်နိုင်စွမ်းတိုးတက်စေပေမဲ့ပယ်ဆောင်နိုင်တဲ့ကြည်စံနှဲသွားတာကဒီအားသာချက်တွေကိုပြက်ပြယ်စေနိုင်တယ်။ပိုဆိုးတဲ့အခြေအနေတောင်ဖြစ်စေနိုင်တယ်လို့ဆိုကြပါရယ်။တကယ်တော့စစ်မြေပြင်မှာစစ်သားတွေကကြည်စံများများတည်တင်ကြတာကြီးပါပဲ။ဒါပေမဲ့တချို့ကတော့ကြည်စံနဲ့နဲ့ပဲတည်ရင်အလဟသက်ဖြစ်တာနဲမယ်လို့ဆိုကြပါရယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်က20ကြည်စံပါမဂ္ဂဇင်းတွေနဲ့စစ်သားတွေဟာအလဟသက်ပိုပြစ်တာများလို့ 30ကြီးတဲ့ပါမက်ကစင်းတွေကို ပြောင်းလဲခဲ့ရတာပါအရေးကြီးတဲ့ချက်ကကြီးတဲ့နည်းနည်းပဲထည့်ရင်စစ်မြေပြင်မှာမက်ကစင်းလဲရတဲ့အချိန်ကြီးပိုများလာမယ်ဒီလိုခဏခဏရက်ပြီးလဲနေရတဲ့အချိန်တွေဟာအောင်နိုင်မှုနဲ့ရှုံးနေမှုအသက်ရှင်မှုနဲ့တည်ဆုံးမှုကြကကွာခြားချက်ဖြစ်နိုင်ပါတယ်အမေရိကန်စစ်တပ်ရဲ့နှီးပြူဟာကဖိအားပေးပြစ်အားနဲ့အတူအဆက်မပြတ်ရွေးရှားနေဖို့ဖြစ်တာမို့ဒီရက်ချက်ကအထူးအရေးကြီးပါတယ် ဖိအားပေးပြအားဆိုတာတိကျမှုထက်ရန်သူကိုဖိထားပြီးအခြားတပ်ဖွဲ့ဝင်တွေရွေရှားနိုင်မှုဖြစ်တာပါကြည်တန်နေရင်ပြအားနေမယ်ကြည်အားပါလမှုမရရင်ဖိအားပေးပြီးရွေရှားတဲ့နီးပြူဟာတစ်ခုလုံးအလုံးမလုံနိုင်တော့ပါဘူးဒါဆိုနည်းနည်းပဲပြည့်ရင်မဖြစ်မလဲလို့မေးစရာရှိပါတယ်ဒါပေမဲ့စစ်မြေပြင်အခြေအနေတွေမှာအ ਨੇ ဆုံးကြည်ပြအားတာလမှုရဖို့လိုအပ်ပါတယ်ကြည်တန်နေလာတဲ့မြတ်ဒီပြူဟာပေါ်တက်ရောက်မှုတွေရှိလာနိုင်ပါတယ် ဒီခေတ်ကြီးမှာရေရှည်တည်တတ်မှုဆိုတာအားလုံးအတွက်ရေးကြည့်တဲ့ကိစ္စဖြစ်နေပါပြီစစ်သားတွေကိုကြည်စံနည်းနည်းပဲပေးရင်ပိုပြီးကိယူဆိုင်သုံးမယ်လို့ထင်လျားရှိပေမဲ့တကယ်တမ်းစစ်မြေပြင်မှာတော့ရှင်သန်ဖို့နဲ့အောင်ပွဲခံဖို့အတွက်ဘာလုပ်ရမလဲဆိုတာကိုပဲသူတို့လုပ်ကြမှာပါဒါကြောင့်ကြည်စံကုံတော့မှပဲခြွေတာဖို့စဉ်းစားတတ်ကြတာပါဒါပေမဲ့ခြွေတာရေးနဲ့ပတ်သက်ပြီးတကယ်စိုးရင်ကြာကောင်းနေတာကကာဝေးရေးဌာန DOD ရဲ့ဘန်နာရေးပါ 2020စောပိုင်းကစပြီး DOD က American စစ်တပ်ကိုအကြီးစားပြုပြင်ပြောင်းလဲမှုတွေစတင်ခဲ့ပါတယ်။အထူးသဖြင့်ပစ္စည်းဝယ်ယူမှုအပိုင်းမှာပေါ့။အသစ်ထက်တဲ့6.8 mm ကြည်တံတရောင်းကို12ဒေါ်လာနီးပါးကျနိုင်တယ်ဆိုတဲ့သတင်းတွေရှိနေပေမဲ့စစ်သားတွေကိုကြည်တံတပုံတစ်ပင်မပေးတာကကုန်ကြစရိတ်သက်သာဖို့ဆိုတဲ့အချက်ကိုတန်တရားဝင်စရာကောင်းပါတယ်။ကလင်ကကြက်စကားလို့ထင်ရပေမဲ့လုံးဝမဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ တနက်နေ့ဆက်တနက်တွေမကပဲ American တင့်ကားတွေနဲ့အမြောက်စနစ်တွေမှာလည်းအလားတူပြောင်းလဲမှုတွေရှိနေပါတယ်။ဒါပေမဲ့ကွာခြားချက်ကြီးတစ်ခု ရှိပါတယ်။တင့်ကားနဲ့အမြောက်စံတွေကိုကြီးတန်တွေကိုကြီးတန်တွေလိုသုံးလို့မရှိပါဘူး။ကြီးတန်တွေကဖိအားပေးပစ်ခတ်မှုအတွက်သုံးပြီးတိကျမှုမရှိဘူးလဲထင်ရပါပေမဲ့တင့်ကားနဲ့အမြောက်စံတွေကတော့တစ်ချက်တည်းနဲ့ပြစ်မှတ်ကိုအပြတ်ခြေဖြတ်ဖို့ဖြစ်ပါတယ်။အချိန်နဲ့အမျှတင့်ကားတွေတည်ဆောက်ရတဲ့ကြီးတန်ပမာဏယော့နေလာတာမှန်ပါတယ်။ M4 Sherman တင်ကားတွေက 75mm ကြည်တန်60တဲဆောင်နိုင်ပြီး M6 တွေက 37mm 85လုံး Kimmy Abrams တင်ကားတွေကတော့ 120mm ကြည်တန်60ပဲတဲဆောင်နိုင်ပါတယ်။အလေးချိန်ရဒီလို short ချရတာလည်းပါပါတယ်။ 120mm ကြည်တန်60တဲဖို့ဆိုရင်တူလောင်နေရာကိုသုံးစတိုးပြီးတင်ကားအလေးချိန်နဲ့တိတိတလာတိုးလာမှာပါ။ဒါပေမဲ့1942တွင်လည်းရှင်ရင်အရေးကြီးတဲ့ကွာခြားချက်တစ်ခုက ဒီကနေ့ခေတ်တင်ကားရီရဲ့အဓိကလက်နက်ကတိကျမှုအရင်မြင့်လာတာပါ။ကြည်တန်တွေကလည်းပိုတိကျလာတာမို့အရင်ကထက်နည်းနည်းနဲ့ပိုပြည့်စည်အောင်လုပ်နိုင်လာပါတယ်။အကြောက်တွေမှာလည်းကြည်တန်ပမာဏရှော့ချထားပါတယ်။ဒါပေမဲ့ကြည်တန်ရွယ်စားကတော့ကြီးလာပါတယ်။ဒီနေရာမှာတော့ဆက်ရုပ်နဲ့အလိုလျောက်စနစ်တွေကအခုလိုကွာဟမှုကိုဖြည့်ဆည်းပေးနေပါတယ်။အထူးသဖြင့် M992 Full Ammunition Artillery Support Vehicle FASV ဆိုတဲ့စနစ်ပါ။ ဒါကတန်ချက်ကတက်ထားတဲ့မဂ္ဂဇင်းလှဲကြီးပါပဲသူ့ကိုအကာအကွယ်နေရာမှာထားပြီးအမြောက်တွေကိုလိုအပ်သလိုကြီးတဲ့အစ်တွေပြန်ဖြည့်ပေးနိုင်ပါတယ် M1 ကိုနေအယောက်သားကကြီးတဲ့39ကိုလုံးမဲ့တဲဆောင်နိုင်ပေမဲ့ M992 ကအလုံး90အထိတဲနိုင်လို့30တိုးနိုင်တဲ့စနစ်ဖြစ်ပါတယ်တင်ကားတွေလိုပဲခင်မီအမြောက်တွေဟာစေသူနှစ်အနေငယ်ကထက်တိကျမှုအရင်မြင့်မားလာပါတယ်အမေရိကန်စစ်တပ်မှာခုရှိနေတဲ့ပြစ်မှတ်ထိအားနဲ့ စောင့်ကြည့်ရေးနည်းပညာတွေနဲ့တူအရင်ကထက်ကြည်တန်နဲ့နဲ့နဲ့ပဲပိုပြည့်စည်အောင်လုပ်နိုင်တာပါ။ဒါကြောင့်တင့်ကားနဲ့အမြောက်ကြည်တန်တွေမှာပိုလေးပြီးနည်းနည်းပဲတည်တဲ့စနစ်ကတင့်တော်ပါတယ်။ဒါပေမဲ့တိုက်ပွဲသုံးသက်ကြည်တန်တွေမှာရောအလားတူအခြေအနေပဲလား။အစဉ်ပြေမှုတောင်းကရှုထောင့်ကကြည့်ရင်ကြည်တန်20ပါမဂဇင်းတွေကအရွယ်အစားအတူတူဖြစ်လို့တိတ်ပြတနာမရှိပေမဲ့ပစ္စည်းတွေနဲ့အရင်ကတည်းကဖိစီးနေတဲ့စစ်သားတွေအတွက်နှစ်ပေါင်လောက်ပိုလေးလာစေပါတယ်။ ကြည်တဲ့ပမာဏသုံးပုံတစ်ပုံလျှော့သွားတာကအမေရိကန်စစ်သားတွေကိုစစ်မြေပြင်မှာအခုလိုအရေးကြီးတဲ့နည်းတွေနဲ့အားနည်းစေနိုင်ပါတယ် M7 M250 နဲ့တခြားအစစ်မြေလက်နက်အသစ်တွေပါ6.8 mm ကြည်တံတွေသုံးလာတဲ့အခါဒီပိုလေးပြီးပိုပြင်းထန်တဲ့ကြည်တံတွေရဲ့ထိရောက်မှုကတယ်ဆောင်နိုင်တဲ့ကြည်တံနဲသွားတာကိုဖြည့်ဆည်းပေးနိုင်မလားဒါမှမဟုတ်ကြည်တံပမာဏသုံးပုံတစ်ပုံလျှော့သွားတာကအမေရိကန်စစ်သားတွေကိုစစ်မြေပြင်မှာမလူလားအပ်တဲ့အန်ရီနဲ့ရင်ဆိုင်ရတယ်မလားဆိုတာကတော့ ထုတ်ရမယ့်မေကွန်ကောင်းတွေပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ